ရန်ကုန်မြို့မှာမျိုးသားတရလက်ပင်မွားနေကျိုးစွဲချသက်တဲ့မင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ငံနေကျိုးစွဲပါတယ်ဒီတစ်ခါမှာတော့ရန်ကုန်မြို့တင်ကန်းကျွန်းမှာမျိုးသားတရလက်ပင်မွားနေကျိုးစွဲချသက်တဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရန်ကုန်တိုင်းတင်ကန်းကျွန်းမြို့နယ်ဘဝင်မြင့်ရက်ွက်ဇေရနာလမ်းမဖက်ချံဘဟုလမ်းမပေါ်ရှိတစ်ပင်မှာအမျိုးသားတရမိမိကိုယ်ကိုကျိုးစွဲချတည်ဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ် ကျိုးဆွဲချတည်ဆဲမှုဖြစ်စဉ်ကဒီကနေ့နိုဝင်ဘာလ3ရက်နေ့မနက်အစောပိုင်း2နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတည်ဆုံးသူဟာအသက်30ဝန်းကျင်အမျိုးသားတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။မလိကအင်ယာဘယ်အထံဖြစ်တာပါ။မာရမဲမှာကြိုးချပြီးကျိုးဆွဲချတည်ဆုံးနေရတွေ့ရတာပဲ။ဘလို့ကြောင့်ခုလိုလောက်တာလိုက်တော့တေချာမသိဘူး။တေပြီးမှပဲသိကြတာ။အလောင်းကိုတော့လူမှုရေးအသင်းကလားတည်သွားတယ်။ရဲတွေလည်းပါတယ်။ ဖြစ်စဉ်တည်သူဒေသခံတယောက်ကပြောကြားခြင်းဖြစ်ပါတယ်။အစိုးရတည်ဆုံးသူအမျိုးသားလောင်းကိုစံပြဆဲယောင်ကြီးရင်ွယ်ရုံကိုပို့ဆောင်ထားကြောင်းနဲ့တည်ဆုံးသူရဲ့မိသားစုဝင်တွေနဲ့တော့အဆက်အသွယ်မရရှိသေးဘူးလို့သိရပါတယ်။အော်တိုဘာလ23ရက်နေ့ရက်လည်းရန်ကုန်တောင်ဝင်းမြို့နယ်မြတ္တာညွန်ရက်ခွက်စီအဆောင်တစ်ခုမှာအသက်22နှစ်အရွယ်လူငယ်မျိုးသားတစ်ယောက်ကျိုးဆဲချတည်ဆုံးမှုရှိခဲ့ပါတယ်။အလားတူပဲအဲ့ဒီနေ့မှာပဲဘကုံးမြို့မှာအသက်ကြီးပန်းအမျိုးသားတစ်ယောက်ဟာ အိမ်အောက်ထပ်ရှိတသားလမ်းကိုကျိုးချစ်ပြီးမမိကကိုကျိုးဆွဲချဆုံးစီမှုရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ22ရက်ကလည်းမနလမြို့ကျောင်းနောက်ဖက်လမ်း80ပေါ်22 23ကျားမှာ အသက်30ဝန်းကျင်ရွယ်အမျိုးသားတစ်ယောက်တစ်စ်မှာကျိုးဆွဲချပြေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ21ရက်ကလည်းမကွေးတိုင်းမကွေးမြို့ချမ်းမြတ်တရာရက်ကွက်မှာအသက်38နှစ်ရွယ်အမျိုးသမီးတစ်ယောက် ကျိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ပရာဟိတအသင်းတွေစီကသိရပါဗျ။အော်တိုဘလ19ရက်နေ့ကလည်းဘကုန်းမြို့နယ်အင်းတကောင်မြို့လာတာအေးကျေးရွာမှာအသက်15နှစ်ရွယ်မိန်းကလေးတစ်ယောက်နေအိမ်ကန်းတွင်းကအမြင့်ရှိပေဝန်းကျင်ရှိတဲ့ထုတ်တမ်းမှာကျိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။နောက်ပြီးအော်တိုဘလ2ရက်နေ့ရက်နေ့15ရက်နေ့တွင်မှာလည်းနေပြည်တော်ရန်ကုန်မကွေးမှာမမိကကူအဆုံးစီရင်ခဲ့သူ9ယောက်ရှိခဲ့တယ်လို့ လူမှုကွန်ရက်အသင်းတွေစီမှတည်ရပါတယ်။ယခုနောက်ပိုင်းမိမိကိုယ်ကိုအဆုံးစီရင်မှုတွေဖြစ်များလာနေကြောင်းအများစုကအချစ်ရေးအိမ်တော်ရေးအခြေအနေလူမှုရေးစီးပွားရေးနဲ့ဂိမ်းပြဿနာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။မိမိကိုယ်ကိုအဆုံးစီရင်ပြီးတတ်တည်ရလောက်ရမျိုးဟာမလောက်တင်းတဲ့ကိစ္စဖြစ်တာကြောင့်ဘာအတွက်ကြောင့်မှစိတ်ထွက်ပေါက်အဖြစ်ပင်မတွေ့တင်းတဲ့ကိစ္စရဖြစ်ပါတယ်။ဒါကြောင့်မို့လို့အတူယူမမှားကြဖို့အလွန်ရေးကြီးကြောင်း ပြည်သူတွေပါဝင်စိတ်ကြမ်းမာရေးဆရာမလူမှုကွန်ရက်အသင်းအားလုံးကအကြံပြုပြောဆိုထားကြပါတယ်။